မန္တလေးတိုင်းဒေသကြီးမဟာအောင်မြင့်မြို့နယ်မှာဧပြီ28ရက်ကဖြစ်ပွားခဲ့တဲ့ခင်မုန်းဖြစ်သူကိုဇနီးဖြစ်သူက၎င်းနဲ့လူမှုရေးဖောက်ပြန်နေတဲ့အမျိုးသားနဲ့ပူးပေါင်းပြီးလှုပ်ကြံတပ်ဖြတ်ခဲ့မှုကိုဖော်ထုတ်ဖန်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဧပြီ28ရက်မနက်7:00နာရီမှာမဟာအောင်မြင့်မြို့နယ်အစိမ်းပန်းရက်ကွက်38လမ်းနဲ့38လမ်းကြားတင်ကစားပလန်အနောက်မှာရှိတဲ့ Happy Life လဖေးဆိုင်ပိုင်ရှင်ဖြစ်သူအသက်50အရွယ်ဦးအောင်နေမျိုးဟာလဖေးဆိုင်အိမ်ခန်းအတွင်းကြည်ထီမှန်တရားရီနဲ့အသက်ခံထားရကြောင်း ၎င်းရဲ့ဇနီးဖြစ်သူဒေါ်ရွှေစင်ဝင်းရဲ့ဖုန်းဆက်အကြောင်းကြားချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတွားရောက်စစ်ဆေးခဲ့ရာဥအောင်နေမျိုးကိုလဖက်ရည်ဆိုင်အိတ်ခန်းအတွင်ခရင်ပေါ်မှာရာနှစ်ထင်ကနေကြီဖောက်ဝင်ပြီးဝဲနှစ်ထင်ကြီဖောက်ထွက်တရာတစ်ချက်ဝမ်ပိုက်မှာထိုးသွင်းတရာနှစ်ချက်တို့နဲ့တိတ်ဆုံးနေပြီးအခင်းဖြစ်နေရာကနေ Times 9mm စာရန်ပါကြီကွန်တစ်ခုတင်းစင်ရရှိခဲ့တဲ့အတွက်ပြည်မှုကျွလို့သူတည်ရခံကိုဖော်ထုတ်ဖန်စီရရှိနိုင်ရေးအမှတ်9နေမြေရဲစခန်းက ရာသတ်သက်ကြီးပုံမှ300 2နဲ့အမှုဖွင့်စုံစမ်းခဲ့တယ်လို့သိရပါတယ်။အမှုကပြင်းထန်ကျုံလွန်သူတွေကိုဖော်ထုတ်ဖမ်းဆီးနိုင်မှုအတွက်အထူးအမှုစစ်အဖွဲ့ဖွဲ့ပြီးအခင်းဖြစ်ရက်စစ်ဆေးတာတပ်တွေရင်စစ်ဆေးတာမတင်ငါတရခန့်တွေစုံစမ်းရှာဖွေတာတွေကိုဆောင်ရွက်ခဲ့ရာတင်ဆောင်သူဦးအောင်နေမျိုးရဲ့ဇနီးဒေါ်ရွှေစင်ဝင်းဟာမတင်ငါပွဲအမှုရာပြည်ရင်းနေတာကြောင့်၎င်းကိုအသေးစိတ်စစ်ဆေးခဲ့ရာ ခင်မုန်းဖြစ်သူဟာ၎င်းကိုအမျိုးမျိုးညှဉ်းပန်းနှိပ်စက်တဲ့အပြင်၎င်းနဲ့အတူနေတဲ့မြေကိုမောင်နှမတွေကိုနေအိမ်ကနေအချိန်ချင်းမောင်းချတာကြောင့်စိတ်နာကြီးခဲ့ကြောင်းလွန်ခဲ့တဲ့တစ်နှစ်ကျော်ကတစ်တော့အုံပြရာကနေ၎င်းနဲ့ချစ်ကြိုက်ခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးသီရိမင်္ဂလာစီအတွင်ကုံစင်းရောက်ချသူ33နှစ်အရွယ်ကိုစော်ဖြိုးအောင်ကိုမန္တလေးကိုခေါ်ဆောင်ပြီးအတူနေထိုင်ခဲ့ကြောင်းလွန်ခဲ့တဲ့တလကျော်ခန့်ကစတင်ပြီးမန္တလေးမြို့ကိုကိုစော်ဖြိုးအောင်ရောက်ရှိလာတဲ့အခါ၎င်းတို့နှစ်ဦးအတူနေထိုင်မှုအတွက်အောင်မြေသာဆန်မြို့နယ်ဒေါနာပွားရက်ွက်အုတ်ဆက်ရက် အကွက်73မှာရှိတဲ့အဆောင်တဆောင်ကိုငှားရမ်းပေးခဲ့ကြောင်းဒေါ်ရွှေစင်ဝင်းက၎င်းကိုညှဉ်းပန်းနှိပ်စက်နေတဲ့ခင်မုန်းဖြစ်သူကိုလှုပ်ကြံတက်ဖြတ်ပေးဖို့ကိုဇော်ဖြူအောင်ကိုလွန်ခဲ့တဲ့ရက်အနေငယ်ကဖုန်းနဲ့ဆက်သွယ်ပြောဆိုတိုင်ပင်ခဲ့ကြတယ်လို့ထပ်ဆိုခဲ့ကြောင်းသိရပါတယ်။ဧပြီ25ရက်ညနေ6နာရီခန့်မှာစော်ဖြိုးအောင်ဟာရန်ကုန်ကနေမန္တလေးမြို့ကိုပြန်လည်ရောက်ရှိချိန်မှာ၎င်းကခင်မုန်းဖြစ်သူကိုလှုပ်ကြံတက်ဖြတ်ဖို့အတွက်လာရောက်ရမယ့်အချိန်နဲ့ခင်မုန်းဖြစ်သူအိတ်တဲ့နေရာတွေကိုအသေးစိတ်ထပ်မံရှင်းလင်းပြောပြခဲ့ကြောင်း ဧပြီ28ရက်မနက်ပိုင်းမှာကိုစောဖြူအောင်ကဦးအောင်နေမျိုးအိတ်တဲ့အခန်းအတွင်းဝင်ရောက်ပြီးတနက်နေ့လှုပ်ကြံပြစ်ခတ်တပ်ဖြတ်ခဲ့တာဖြစ်ကြောင်းဝန်ခံထွက်ဆိုခဲ့တဲ့အတွက်ကိုစောဖြူအောင်နေထိုင်ဖို့၎င်းငှားရမ်းပေးထားတဲ့အောင်မြေသာဇံမြို့နယ်ဒေါနဘွားရက်ကွက်အုပ်ဆက်ရက်အကွက်73မှာရှိတဲ့အဆောင်ကိုဝင်ရောက်ရှာဖွေခဲ့ရာအဆိုပါအခန်းအတွင်းကနေလှုပ်ကြံတပ်ဖြတ်မှုကျွလွန်ရမှအုံပြုခဲ့တဲ့စစ်စွာအမျိုးအစား 9mm pistol တနက်တလက် GA 2ခု၎င်းကြီး28တောင်းနဲ့ scope စံကေတစည်းတို့ကိုတင်စီရမိခဲ့တယ်လို့သိရပါဗျာ။ ပြည်မကျွလို့သူကိုစော်ဖြိုးအောင်ဟာ၎င်းရဲ့ဇာတိဖြစ်တဲ့ ERI တိုင်းဒေတာကြီးမော်ကျွမြို့နယ်တကွန်တိုင်းကျုံဝါကျေးရွာကိုထွက်ပြေးတိမ်းရှောင်နေကြောင်းထပ်မံစုံစမ်းဖော်ထုတ်သိရှိရတဲ့အတွက် ERI တိုင်းဒေတာကြီးရဲတပ်ဖွဲ့နဲ့ပေါင်းစပ်ညီနိုင်ပြီးဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာမေတရက်မနက်ပိုင်းမှာကိုစော်ဖြိုးအောင်ကိုတကွန်တိုင်းကျုံဝါကျေးရွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဖြစ်စဉ်မှာ ခင်မုန်းဖြစ်သူကိုဇနီးဖြစ်သူက၎င်းနဲ့လူမှုရေးဖောက်ပြန်နေတဲ့အမျိုးသားနဲ့ပူးပေါင်းကလှုပ်ကြံတက်ဖြတ်ပြီးလိမ့်လေသတင်းပေးတိုင်တန်းခဲ့မှုအောင်အသေးစိတ်စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီးဖန်စီရမိသူတွေဖြစ်တဲ့ဒေါ်ရွှေစင်ဝင်းနဲ့ကိုစော်ဖြူအောင်တို့နှစ်ဦးကိုဥပဒေနဲ့အညီထိရောက်စွာအရေးယူနိုင်ရေးဆက်လက်စစ်ဆေးဆောင်ရွက်နေရလို့သိရပါဗျာ။